ကျွန်တော်ဒီဘက်ပြောမှာကတော့အခန်းငါတက်ဆောက်တွေကပနက်တောနဲ့ဟာမိုနစ်မယ်လိုဒီမိုင်နာစကေးရဲ့အကြောင်းပေါ့လေကျွန်တော်ပြီးခဲ့တဲ့ဘက်ကစကေး9မျိုးအပြင်မှာစကေး9မျိုးကနေပြီးတော့ဟိုသူဘလူးပြပြပြဟာမိုနစ်တွေမယ်လိုဒီတွေဖြစ်လာတယ်ပနက်တောနစ်တွေကိုဘလူးတီတွင်ခဲ့တယ်အစားပေါ့နော်အဲ့ဒါလေးကျွန်တော်ပြန်ပြောချက်အဲ့တော့ပနက်တောနစ်ပနက်တောနစ်မှာ2မျိုးရှိတယ်ပနက်တောနစ်နံပါတ်1က major ပနက်တောနစ် မေဂျာပနတောနိဒီမေဂျာပနတောနိဆိုတော့သူကမီဂျာစကီရပဲဖြစ်လာတာပေါ့နော်ဘလို့ဖြစ်လာလဲဆိုကျွန်တော်ပြောရမယ်မေဂျာစကီ၃မျိုးရှိရမှတ်မိလားမသိဘူးမေဂျာစကီက145လေ145 145 1 4 5ကျွန်တော်ဒီလိုပဲရေးလိုက်မနော်မမတရားနဲ့စချုပ်မှာဆိုလို့ဒါပေမဲ့ဒီလိုပဲရေးချလိုက်တာရှင်းလို့ကြည့်အဲ့တော့နံပါတ်1ကပဲ iodine iodine ဒါ lidian vi går op med solid igen. Så... Mm, er jo lige så, ikke? Det var bare smagt, den her. Do, re, mi, fa, so, la, ti, do. Det går så, so, ikke? Do, re, mi, fi, fi, da, hvad mener jeg? Ja? Fi, so, la, ti, do. Det går så, do, re, mi, fa, ဖာဆိုလာထားလို့ဖြစ်သွားတယ်။အဲ့တော့ဘာဖြစ်လဲဆိုလို့ချင်းကျွန်တော်တို့တချင်းနေမှာကျွန်တော်တို့ GU ဒီနားမှာတွေ့ပြီး C ထပ်တွေ့တယ်။အဲ့လိုအဲ့လိုပေါ့ပြောင်းလဲမှုမှာတွေ့ရအခါမေဂျာတိုင်းတီးလို့ရှိရင်ကျွန်တော်တို့မှာနံပါတ်1 C ဆိုလို့ရှိရင် Iodian နံပါတ်2ဟုတ်တော့ပါ CH2 ဆိုလို့ရှိရင်အဖာကြတော့ F ရောက်လေရန်ရောက်သွားတယ်ဆိုပြီးကျွန်တော်လိုက်တွေ့နေရဗျာ။အဲနောက်ပိုက်ကြတော့ဘလူးခေါ်လဲဆိုရှင်သူတို့ဘလူးခေါ်တချို့လူတွေကဟို ဒါတွေကိုကြည့်လိုက်တဲ့ခါမှာအဓိကကွာချားချက်တွေကဒီမှာဗျ၄ရယ်လေးရယ်ဆယ်ပဲမှာကွာအပ္ပနရောနဲ့ဖြစ်ပေါ်လာဖို့ပြောပြရလေအဲ့တော့အဓိကကွာချားချက်တွေကိုဖျက်လိုက်တယ်အဲ့တော့ကိုဘာဖြစ်လဲဆိုတော့ပနတော့နဲ့ဆိုပြီးဒီကောင်းလေးထုတ်ပလိုက်တယ်မတီးတော့ရတာဘာကြောင့်လဲမှုတွေတွက်နေရတာဗျအလုရှုပ်တယ်ဆိုပြီးတော့ဒါပဲတီးမယ်ဆိုလို့ရှိရင်အကုန်ဝင်တယ်ပေါ့အဲ့လိုဖြစ်သွားတယ် CEO ဘယ်နာမှတွေ့တွေ့ တော့တူတော့တော်နေမှာပဲတွေ့တွေ့နွန်တန်းနေမှာပဲတွေ့တွေ့ဘယ်နဲ့တော့လဲဖလဲဥစားမေဂျာဒေါနမစ်ဆိုတဲ့ဒီဥစားပဲဒီဘယ်နဲ့တော့လဲမေဂျာပဲမေဂျာဘယ်နဲ့တော့လဲပေါ့နော်မဲပြီးရမယ်နော်ဘယ်နဲ့တော့လဲမေဂျာပေါ့တော့တူတူပဲအဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ဒါကိုထုတ်လိုက်ခြင်းအပြင်ဖြစ်ပေါ်လာတဲ့စကေးပဲအဲ့တော့မေဂျာဘယ်နဲ့တော့လဲဆိုတာ ဘယ်ကျပတ်တန်းတော့နေဆိုတာက1 2 3 5 6ဖြစ်သွားတယ်ငါးလုံးပဲအဲ့လိုလှုပ်လိုက်ခြင်းအပြင်ဘာဖြစ်လဲဆိုရင်ဘယ်နားမှတွေ့တွေ့ဓာတိအကုန်ဝင်တယ်မိကြောဘယ်နားမှတည်တည်အကုန်ဝင်တယ်အဲ့လိုဒါကြောင့်မို့လဲရှေ့လူကြီးတွေကျွန်တော်တို့လည်းတီထွင်ပြီးသွားကြတယ်ဗောနော်အာဒီစကီးပါလေခရစ်ဆရာမလို့တော့ဗောဒီလုံးနေထဲမတီးတော့ဗောဗျာအဲ့အဲ့တော့စတိုင်တစ်မျိုးလဲထွက်တယ်အဲ့အဲ့ကနေပတ်တောင်းနေဆိုတာဖြစ်ဖြစ်ပေါ်လာတာဗောနော် အဲ့ဒါကတော့ကျွန်တော်အခုပန်နတော့နဲ့မီဂျာပန်နတော့နဲ့ဖြစ်ပေါ်လာဘူးပြီးရင်ကျွန်တော်မိုင်းနာပန်နတော့နဲ့စပြမှာနော်မိုင်းနာပန်နတော့နဲ့မိုင်းနာပန်နတော့နဲ့မိုင်းနာပန်နတော့နဲ့ ိုင်းနာပက်နတော့နေအိုင်းနာပက်နတော့နေရပါဖြစ်တယ်ဆိုတော့ခုန145ကိုဖယ်လိုက်ပါတော့နော်ဘဘဝဖယ်ရို7ကတော့ဒါ diminute မှုလေအဲမေမိုင်းနာမိုင်းနာမှု3မျိုးပေါ့ခုနကတော့မိုင်းနာမှု3မျိုး1မျိုးမေဂျာမှု3မျိုး145ဒီကောင်ကြတော့2 3 6ပေါ့ဟာ3 6 သူရဲ့ face ကိုပြောတာเนาะဒါ2 3 six ဘာလဲ2ဆိုတာ dorian fijian aeolian fijian တကော aeolian เนาะအဲ့တော့အဲ့တကူကိုရေးချလိုက်မယ်ရေးချလိုက် do re ma အရင်ဟာတွေတော့ဒီ digit တို့ဟိုလာကြမယ်เนาะတမ်းပြီးမှရအောင် ဆင်း flat နော်ဒီကောင်ကျတော့ဒိုဘယ်နော် flat ဖြစ်သွားလဲ4 5 six flat 7 flat နောက်ဒီကောင်က arian ကျတော့4 5 six flat 7 flat အဲ့မှာကြည့်လိုက်လို့ရှိရင်ဘယ်နေရာမှာဒီမှာတော့ကွာလဲဆိုတော့2တွေပဲတော့ကွာ2တော့ကွာတူးသွားกว่าတယ်စစ်သွားกว่าတယ်မှန်လားအဲအဲ့အရာကြီးထုတ်လိုက်တာ မိုင်းနာပနတော်နေအဲ့တော့အဲ့လိုထုတ်ကြင်ရင်အဖြစ်ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်ဘယ်နာမှာမိုင်းနာဘယ်နေရာမှာတွေ့တွေ့ရှင်မကျွန်တော်အမြဲတမ်းဒီမိုင်းနာပနတော်နဲ့အမြဲတမ်းဆွချင်းလုပ်ပြောဆိုလိုတီးလို့ရတယ်အဲ့လိုတီးလိုက်ခြင်းအပြင်အလက်ထရစ်ဂီတာရည်နဲ့ဘန်းလုတ်တာတွေပါကြတော့အဲ့ပနတော်နေရာပိုကောင်းတော့ဗျာများသောပနတော်ရည်တီးလို့ဆိုတော်များဘန်းလုတ်တာတော့ပါလို့ပူအားကိုးပြီးတီးကြတယ်ရှင်အဲ့ဒါတော့ ဟိုမတူတဲ့ပြောရင်အဲ့ပနရော့ပြောနည်းနည်းဘူဆန်လဲပေါ့ဗျာနားတော်ရတာနည်းနည်း tradition နဲ့အတန်တွေမပါဘဲနဲ့တမျိုးပေါ့နားတော်အစင်ပို့ပြီးတော့ဘူဆန်လာလည်းဖြစ်တယ်နည်းနည်းကောင်းတယ်ပေါ့ဗျာကျန် modern nice ဖြစ်တယ်ဆိုပြီးတော့ဒါတွေကိုကျွန်တော်တီထွင်ခဲ့ရပါတော့အဲဒါကြောင့် minor pendulum လို့ဆိုတာလို့ရတာ minor pendulum ဆိုတာ2နဲ့6ကိုဖယ်လိုက်ဆိုရီ 7 flat နော်အဲ့ငါလုံးပေါ့အဲ့အဲ့မအဲ့ဂျားထဲမှာဒီမှာဒီဒါထည့်လိုက်ရင်ဒါဆိုဒါသမီးသက်သက်ပြောတာ blues ပေါ့နော် blues ဖြစ်သွားတာအဲ့လိုမျိုးလေးတောင်းလဲပြီးတော့ဟိုပွားယူပြီးတော့နောက်ပိုင်းကျတော့ဒီထွင်ကြတာပေါ့နော်အခု low is minor pentatonic minor pentatonic ကငါလုံးနော် အဲခုနကတော့မေဂျာဘနတော့နဲ့ဒါမိုင်းတာဘနတော့အမှန်တော့ဘုံသုံးကင်းတွေကိုယူလိုက်တာဘုံသုံးကင်းတွေယူလိုက်တာပဲလေမတူညီတဲ့ဟာတွေထုတ်ပြီးဘုံသုံးကင်းကြတဲ့ဟာအလုံးတွေပဲတီးတာကအဲ့လိုတီးတီးလိုက်ခြင်းအပြင်ကျွန်တော်တို့ဘေအီမိုင်းနာကိုဘယ်လားမှတူတည်ဂျီဖလက်မိုင်းနာလာလဲမူးတွက်စရာမလိုတော့မူးမရှိတော့သူ့ဘာမှမရှိတော့ဘာကြောင့်မူးကြောင့်မူးပြောင်းလဲစေတဲ့အလုံးတွေကိုထုတ်ပလိုက်တဲ့အတွက်ကြောင့်ဘနတော့နဲ့ဖြစ်လာနော်โอเคအဲ့ဒါကျွန်တော်ဟာမိုနီမိုင်းနာသွားမနော် ဟာမိုနီမိုင်နာဟာမိုနီမိုင်နာဖြစ်ပေါ်လာပုံကအေရီယန်ကြီးအေရီယန်နေဖြစ်ပေါ်လာပေါ့နော်အေရီယန်ကနိုင်အဲ့ဒီမှာဟာမိုနီမိုင်နာကြတော့ဒါကိုကျွန်တော်ဒီလိုပဲရေးလိုက်မယ်နော်ညံအောင်လို့ကျန်တဲ့ဟာတွေကအလုံးနဲ့တူပဲအဲ့မှာ6 7ကို6 7ကို7ပဲပြလိုက်တာ7 flat ဖြုတ်လိုက်တာဗျ7ကို7 flat ဖြုတ်လိုက်တာဗျအဲ့ဒီတော့ harmonic minor မှာခဏကြည့်တယ်အဲ့မှာအလုံးတွေပြောင်းသွားဘယ်လိုပြောင်းသွားလဲဆိုတာတကယ်လို့သာ e minor ဆိုတော့ e minor harmonic ပေါ့နော် e minor harmonic minor ဆိုလို့ရှိရင်ဒီ harmonic minor ဆိုတာဆိုပါပြန် a ပြန်မလဲ a b c d e f ပြန်ပါဖြစ်သွားတယ် ီချက်ဖြစ်သွားတယ်တွေ့လားဒါ1 2လေဒီမှာလေ BC ကိုက်တယ်လေနော်တရားကိုက်တယ်အဲ့ဒါကက်တယ်ဒါအဲ့လိုဖြစ်သွားမယ်အဲ့တော့ဒီတလုံးပဲပြောပြောရရင် Aurian မှာဆိုလို့ရှိရင်ဒါ G ပဲလေဘာလို့လဲဒါ C scale ပဲလေ Aurian ဆိုလို့ချင်ဒါ C scale ပဲဒါက C scale C scale အဲ့မှာမှာသူ7တလုံးပဲပြင်လိုက်တာအဲ့တော့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်အဲ့ဒါကို cot တွက်ထုတ်အောင်ကွတ်တော့ကထုံးစံဒါ try any 7သုံးမယ် try any a ပြီးတော့တလုံးကျော် C C ရဲ့တလုံးကျော် the soil data E နော်ဟင်းကျဲတော့ E E ရဲ့တလုံးကျော်ကြီးချက်အဲ့လိုကျွန်တော်တွားလိုက်အဲလေးလုံးတစ်ခါတည်းတွဲလိုက်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်သူတို့ကွဲထွက်သွားတဲ့ဟိုဘယ်လိုခေါ်မလဲကွဲထွက်သွားတဲ့ဟိုပြောင်းလဲမှုကိုကျွန်တော်တွေ့စေချင်လို့ပြီးရင် D D B F F ကိုတလုံးထပ်ကျော် A C C ကိုတလုံးကျော် E E ကိုတလုံးကျော်ကြီးချက် ဒီ share ကိုတစ်လုံးကျော်ဒီ share ကိုတစ်လုံးကျော်တော့ B D လို D ကိုတစ်လုံးကျော် F F ကိုတစ်လုံးကျော်ရင် F ကိုတစ်လုံးကျော်ရင် B B ကိုတစ်လုံးကျော်ရင်ဟုတ်ပါဘူးအဲ A ပြောတာ F ကိုတစ်လုံးကျော်ရင် A B ကိုတစ်လုံးကျော် C နော် D ကြတော့ဒီ share ဒီ share ကိုတစ်လုံးတစ်လုံးထပ်ကျော် B B ကိုတစ်လုံးထပ်ကျော် D နော်ဟုတ်ပြီ။ဒီတော့လုံးချက်ကျော်ဒီ B တော့တုံးရဒီ F ကျတော့ A လုံးကျော် C လုံးကျော် E ဒီကောင်ကျတော့ဒီကောင်ကျတော့ G ချက်ကျတော့ B B တော့လုံးကျော် D D တော့လုံးကျော် F ဟုတ်ပြီနော်အဲ့ဒါကိုကျွန်တော်ဒီအောင်တွက်ချလိုက်ဘာကော်ဒီထွက်လာအောင်လဲဆိုတာဒီကောင်လေးကိုတစ်ခါလဲတွက်လိုက်တွက်လိုက်တော့ A ကနေတွက်မယ်နော် A ကဆိုဆိုရင်ဒါ2 ဒါဆိုရင်ဘာလဲမာဒီကောင်ဆိုလို့ရှိရင်ဆိုပြီးပါပြန်တယ်ဒီကောင်ကျတော့ major 7ဖြစ်သွားတယ်အဲ့တော့ဒီကော့က a minor major 7တက်လာအဲ့တော့ harmonic minor ရဲ့ fast position မှာရှိတဲ့ကော့က a minor major 7သုံးလို့ရတယ်အဲတချို့လေ meter 7ထည့်မစုံဘူးလားပြဿနာမြည်ဒီသုံးလုံးမဲ့သုံးလိုက်တချို့ကဒါတွေကဒါကာလာနှုတ် ဒါဒီသုံးလုံးကဒါ cot 3เนาะအဲ့လိုပဲဒီကောင်ကြတော့ b b ကြတော့ရှင်ဒါ1ဆိုလို့ရှင်ဒါ3 flat ဒါပါရက်မယ်5 flat ဒါတွေကတော့ကျွန်တော်တွက်ဖာများမှာပူကျွမ်းကျင်လာလိမ့်မယ်နော်ဒါတွေက b minor 7 flat 5เนาะပြီးလို့ရှင်ဒီကောင်ကြ c c e ဆိုတော့ c က1 e ဆိုရင် b ဒီကောင်ကျတော့ five shot ဖြစ်သွားလားပြီးရင်ဒီကောင်နေတွေ့ရင် C ရ B ကိုတွေ့ရင်7အဲ့တော့ C major 7 major 7 shot five C major 7 shot five နော်အဲ့လိုကျွန်တော်တို့ interval မှာခေါ်တဲ့ခေါ်ပါလေပေါ့နော်ဒါ2ဒါကြာ DF ကြတော့ဘယ်ကလဲ minor third ဒီကောင်ကျတော့ so ဒီကောင်ကျတော့ထား စော်ကျွန်တော်ဒါနဲ့ရရမြန်တောင်းတို့ဒီကောင်ကြတော့3 flat ဒီကောင်ကြတော့5ဒီကောင်ကြတော့7 flat အဲ့တော့ဖြစ်သွားတယ် d minor 7အဲဒါ color နော်7လို့ပါ color အဲ့တော့ငါထည့်မတီးလဲရတယ်တချို့ဆိုတော့ဒီ5ကိုထည့်မတီး C major 7ပဲတီးတာလည်းရှိတယ်ဒါ3ဘွန်3 3မျိုးမှာပေါ့ဥစ္စာလောက်တာတွေရှိတယ်လေကျူတာဒါဆိုလို့ရှိရင် major 7ထည့်တီးလို့ရတယ်မတီးလို့ရတယ်ဒီကောင်ကြတော့ဒါ5ကတော့ထည့်တယ်ရမယ်လေ တော်တော်မစတော်နာလည်းမတူနော်ဒီကောင်အဲ့တိုင်းအော်တမန်တွေကိုထည့်တည်ရမှာဒါတူတမီဒါဆိုဒါထာဒါရပါဖြစ်တယ် E7 ဟဲ့လားနော်ပြီးလို့ရှိရင်နောက်ပြီးတော့ F F ကြလို့ရှိရင်ဒါတူဆိုရှင် F ကနေ A ကိုတတ်ဒီကကြောဆိုဒီကောင်ကြတော့ဟုတ်ကဲ့7နဲ့အဲ့တော့ F ် media 7ဟုတ်လားနော် app media 7ဖြစ်သွားပြီနော်အဲပြီးလို့ရှိရင်ဒီကောဒီဆက်ဒီဆက်ကလို့ရှိရင်ဒိုဒိုပြီးပါပါဒီဆက်ပြီးဒီဆက်ပြီး brie ကြတော့မာဒီဆက်မှာအာဒီဆက်မှာ f ကဒီဆက်မှာ f က flat 7နှလုံးဟုတ်လား6ကိုပြောတာပေါ့နော်အဲ့တော့မှဖြစ်တယ်ဒီကောင်းကဒီဆက် ิมนิสเซเว่นสิဖြစ်တော့ดิมนิสเซเว่นထည့်ရအောင်เนาะဒါဟာမုန်နွေမိုင်းနာရဲ့ကော့အဲကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုဖြစ်ရှင်ဒီကောင်ကြီးကအရှင်ပြောရင်တရီမာရုံးကြတော့ဒင်းလေးလုံးကြတော့ဟတ်ဒင်းလေးဖြစ်သွားတယ်ဒီကောင်ကြီးကဒါတွေက7 color တွေပေါ့နော်အဲဒီကောင်တော့ dominant အနေနဲ့ပြောင်းသွားအဲ့ဒါထူးခြားချက်ပဲဟာမုန်နွေမိုင်းနာမှာ fight ကအမြဲ dominant အဲ့ဒါလေးတော့နည်းနည်းသတိထားရလိမ့်မယ်ဘာကြောင့်လဲဒီကောင်ကြီးကတော့တူတယ်ဗျာအီယူရီယန်နဲ့တော့တူတယ်ဒီကောင်ကြီးက အင်ဂျင်ကတူတယ်ဒါကတော့မတူဘူးလေဒါကတော့ကာလာပါလာမှာပါကာလာမှာပါပါရင်တော့တမျိုးပေါ့နော်โอเคအဲ့ဒါဆိုကျွန်တော်မဲလို့နေမှန်တာတော့မင်းတို့နေမိုင်းနာကြတော့ခုနအေဂူရီယန်ကိုပဲအေဂူရီယန်ကိုအရင်ကြီးချမယ်ကျွန်တော်ပြောပါအေဂူရီယန်ဒိုရီမာ ဖာဆိုစီထာလူအဲ့ဒါကိုအဲ့ဒါကိုကျွန်တော်ပြရမယ်ဒီ6ခုနကတော့ဟာမိုနီတုံးကဒီကောင်ကိုဖြတ်ပလိုက်တယ်ခုကဒီကောင်မှာဖြတ်တယ်ဖလက်တွေဖယ်ပလိုက်တယ်ပေါ့လား6နဲ့7ကိုဖလက်တွေဖယ်ပလိုက်တယ်အဲ့ဒါဟာမိုနီမိုင်နာပဲ6နဲ့7ကိုဖလက်တွေဖယ်ပလိုက်တာဟာမိုနီမိုင်နာဒါမယ်လိုဒီ မိုင်နာကဖောင်မနစ်မိုင်နာမှာကြတော့7ဘက်ဥဖယ်တယ်ဘယ်လိုညီမိုင်နာ7ဘက်မှာဟိုက7ဘက်မှာ2စစ်ပါဖယ်တယ်နှစ်ခုလုံးဖယ်တာအဲ့တော့ကျွန်တော်အဲ့ဒါကိုတကယ်လို့ E minor A ရဲ့ A melody minor ဆိုတော့ E melody ပေါ့နော် A B C D E ဒီကောင်ရပါပြီအဲ့ချက်ဖြစ်သွားတယ်ဟုတ်လားနော် F sharp G sharp ဖြစ်သွားတယ် အဲ့ဒါကိုကျွန်တော် try ရဲ့ဤ70အရာ၄လုံးလုံးတစ်ခါလေးထည့်လိုက်မယ်နော် C တစ်လုံးကျော် B E တစ်လုံးကျော် G sharp နော်ပြီးရင် B ဆိုတစ်လုံးကျော် D D ရဲ့တစ်လုံးကျော် F sharp ဖြစ်သွားနော်အဲ့ဒါသတိထား F sharp F sharp ရဲ့တစ်လုံးကျော်က A ပြန်ဖြစ်တယ်ပြီး C C ရဲ့တစ်လုံးကျော် E E ရဲ့တစ်လုံးကျော် G sharp G sharp ရဲ့တစ်လုံးကျော်က B ဖြစ်သွားတယ် D ရဲ့တစ်လုံးကျော် F sharp အဆက်ကတလုံးကျော် A A ရဲ့တလုံးကျော် C E ရဲ့တလုံးကျော် G ဆက် G ဆက်ကတလုံးကျော် B B ရဲ့တလုံးကျော် D ဒီကောင်အဆက်မှာဒီကောင်တလုံးကျော် A A ရဲ့တလုံးကျော် C C ရဲ့တလုံးကျော် E B G ဆက် G ဆက်ကတလုံးကျော်က B B ရဲ့တလုံးကျော် D D ရဲ့တလုံးကျော် S ဆက်အဲအဲ့ဒါတွေကမလို့ဒီ minor ရဲ့ code ထွက်လာเนาะအဲ့ဒါကိုကျွန်တော်တို့တွက်ထုတ်အောင် တထွားမယ်ဆိုတော့ဒီကောင်က1ဒီကောင်1ဆိုရင်ဒီကောင်ဟာပဲမာဒီကောင်ကဆိုဒီကောင်ကြတာပဲ7ဖြစ်သွားတာအဲ့တော့ဒီကောင်ကပါလဲ A minor major 7ထည့်လိုက်ရတယ်ကာလာထည့်ရင် major 7ထည့်မယ်ဆိုရင်ပူလှတာတွေ့ရလိမ့်မယ်နော်အဲ့လိုထည့်လိုက်ရဒီကောင်ကြတော့ဒီမှာ1 1ဖြစ်တယ်ဒီကောင်ကြတော့ပါလဲမာဖြစ်မယ်ဒီကောင်ကြတော့ဆူဖြစ်သွားတယ်ဒီကောင်ကြတော့ ဒီကောင်ကြတော့စုဖြစ်သွားတယ်ဒီကောင်ကြတော့ဘာဖြစ်လဲထဖြစ်သွားတယ်အဲ့တော့ဒီကောင်ပါခဲ့တယ် B minor B minor 7နော်ဒါကြ C C ရရတော့ C ရ1ဒါက3ဒါ5ရှက်ဖြစ်သွားတယ်5ရှက် sorry 5ရှက်အဲ့ဒီကောင်ကြတော့ C နဲ့ C ကနေပြီးတော့ major 7ပေါ့နော်။ major major 7ဆိုတော့ ခုနကမှသုံးတဲ့ဟာမျိုးပေါ့နော် C major 7 sharp နော် C major 7 major 7တို့ C ရပီရပြီးရင် sharp နော်အဲ့လိုပြီးရင် D ရတယ်မှာ1ဒီကောင်ကျတော့3ဖြစ်သွားတယ်နော်3ဖြစ်ဒီကောင်ဆူဖြစ်သွားတယ်ဒီကောင်ထဖြစ်သွားတယ်ဟုတ်လားနော်ဒီမှာကျတော့စဖြစ်သွားတယ်အဲ့တော့ပါပြန်ဒီ7အဲ့ဒါနော် အဲ့ဒါတို့ဓမီဒီကောင်ဆိုဒီကောင်ကြတော့ထားဖြစ်သွားတယ်နော်အဲ့လိုပဲဒီကောင်မှာကြတော့လေတစ်တစ်ဂျီချက်ဆိုတော့3ဒါဆိုဒါထားဒီကောင်လည်း E7 ဒီကောင်ကြတော့1ဟုတ်ပြီဒီချက်က1ဒီကော3 flat 5 flat ဒီကောင်ကြတော့ F7 နဲ့ E နဲ့ဆိုရင် 7 flat အဲ့တော့အဆက် minor 7 flat 5ဒီကောင်ကြတော့1ဒီကောင်ကြတော့1ဆိုဒီကောင်5 flat ဒီကနေစမ်းတွေ့ရင်5 flat ဒီကောင်ကြရင်ထားဒီကောင်လည်း G sharp G sharp minor 7 flat 5 ဲ့တော့ရှင်းပြရင်ဒီမှုတီကတော့အရန်ကိုသူကတုံးခဲ့တော့ jazz မှာတော့ကျွန်တော်တို့တွေ့ရတယ်ကျွန်တော် jazz တီးမယ်ဆိုရှင်ဥမာတချင်းတွေတွေ့ပါတော့ခင်ဗျဒီ a minor d7 e7 တို့အဲ့လိုတချင်းမျိုးတွေ့နေမှာ rock မှာအရန်တုံးတယ်အဲ့အကောင်ကြာ melody minor လာတယ် chord တွေပေါ့နော်ကျွန်တော်အဲ့လိုအကြမ်းမြဒါတွေကတော့မသိထားလို့မရအောင်ဗျာကျွန်တော်တို့တစ်ခါကြောက်ရှင်ကျွန်တော်ရေးဖွဲ့တဲ့နေရာတွေပါအဲ့လိုမျိုးကြီးလာရင်ကျွန်တော်ဒီ chord တွေယူတော့ဒီလိုဖွဲ့စည်းပုံတွေယူတော့ရတယ် အဲတခါကြရလို့ရှိရင်ကျွန်တော်ဟာတချို့ကော့တွေကဟာမိုနီမိုင်နာလေးလေးပါတယ်အယူရန်နဲ့ပါတယ်ဒီကောင်ဆိုအမြင်ပါတယ်အဲအလိုမျိုးဒီကောင်ကြတော့ပြောင်းသွားတယ်လားဟာမိုနီနဲ့ဥစားမှာအဲအပြောင်းသွားဒီကောင်ကြမပြောင်းအဲဒီကောင်ကြပြောင်းသွားတယ်ဒီကောင်ကမပြောင်းဘူးအဲအလိုမျိုးလေးနောက်တစ်ဖြည်းနဲ့ကွဲအဲအဲ့ဒါလေးပဲကျွန်တော်လိုက်ကြည့်ပြီးတော့ဒါပါမှုလဲဘယ်လိုတီးရမလဲဘယ်လိုစွတ်ချင်းလုပ်ရမလဲအဲ့လိုဒါကျွန်တော်ကဲ music သမားတွေရဲ့ဒါအခြေခံတည်ထားတဲ့ဟာတွေပေါ့နော် Okay bye